လိုအားလုံးမင်္ဂလာပါ Real Bar Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ Vivo H300 Pro Unboxing ဗီဒီယိုလေးကိုကျွန်တော် reaction လုပ်ပေးမှာဖြစ်ပါတယ်ဒါလေးကတော့ Vivo H300 Pro ရဲ့ဘူးခွန်လေးပါအောက်မှာတပ်ပါကတော့ Vivo H300 မှာပါလာမဲ့ gift ပါပေါ့ဘာတွေပါမလဲပြီးရင်ကျွန်တော် unboxing လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော် gift လေးကိုအရင်ကြည့်ကြည့်လိုက်ရအောင်ပါနော် gift လေးမှာဘာတွေပါလဲဆိုတော့ Vivo ရဲ့ original cover ရဲ့ ဒီဆိုရင်ဒီနားမှာ Vivo TWSA4 ဆိုပြီးတော့ Vivo Wireless Earbud ပေါ့နော်အဲ့ဒါလေး gift box နေနဲ့ပေးလာတယ်အဲကျွန်တော် gift box လေးကိုပယ်လိုက်မယ်ကဲဒီနေ့ရဲ့ unbox လုပ်မယ် Vivo H300 Pro လေး Vivo ရဲ့ packaging နေရတော့ဘာပဲပြောကျွန်တော်တို့အခုရင်းနေကြ Samsung နေ iPhone နေ Xiaomi တွေတက်ဆိုင်တော့ပို့ပြီးတော့ premium channel လို့ကျွန်တော်ကတော့ခံစားရတယ်အဖုံးရဲ့ packaging ကတော့တုံးစံတာအမဲရောင်လေပေါ့နော်အဲ့တော့ကျွန်တော်တို့ plastic လေးကိုခွာမယ် S300 Pro ဘာအရောင်လေးထင်မလဲတဘူးကွန်လေးကိုကျွန်တော်တို့ဖွင့်လိုက်ပြီဒီမှာရုံဆုံးကျွန်တော်တို့ Vivo A300 Pro ဖုန်းလေးကိုအရင်မြင်ရမယ်ပြီးသားရင်ကျွန်တော်တို့အောက်မှာကာဗာရဲ့အော်ဒီမှာလည်း original ကာဗာပါတယ်ဗျာ original ကာဗာရဲ့အာတင်းနဲ့ဂျိုးရဲ့အာတင်းဂျိုးမှာသူကတော့ Type A2 Type C နဲ့သွားနေတော့မယ်အထဲမှာတော့အပြူအားအန်ဆန်နဲ့ Sin Ejection Tool Link သူကလည်းနောက်တဲ့ပုံစံတစ်မျိုးလေးအဝိုင်းလေးနဲ့အာတင်းတော့ Clean and Neat ဖြစ်နေတဲ့အာတင်းတော့လေးပေါ့ Plastic ကိုခွာလိုက်မယ် အပေါ်မှာကတော့တိုက်အေပေါလီဂျိုဝါတိုက်အေဒူတိုက်စီဆိုတော့အားတော့ပုံလင်းမှာဟောပါလာတဲ့ original ကာဘာလေးပါကာဘာရဲ့ quality လေးကတော့တော်တော်လေးတော့မိုက်တယ်ဗျအာ quick stack guy လေးပါလာမယ်တရုတ်ဖုန်းဆိုတော့ကျွန်တော်တို့တရုတ်စာတွေနဲ့ပဲကျန်တာဘာမှမရှိတော့ဘူးဆိုတော့ box လေးကိုကျွန်တော်တို့ဖယ်လိုက်မယ် vivo h300 pro လေးကိုတစ်ချက်လောက်ကြည့်ရအောင်ပါအရှေ့ကရှိနေတဲ့အကူဘက်လေးကိုခွာလိုက်ပြီးဟာ vivo h300 pro ရဲ့အရှေ့ကနေမြင်ရတဲ့ view လေးပါအဲ့တော့ pre install စကရင်ကပ်ပါလာတယ်ဆယ်ဖီကင်မရာတစ်လုံးရင် quad cam မဟုတ်တော့ h200 ultra လို့ quad cam မဟုတ်တော့ဘယ်နဲ့ flat display လေးဖြစ်သွားပြီဒါကတော့အနောက်ကနေပြီးတော့မြင်ရတဲ့ပုံစံပါကင်မရာဘန်းကတော့ကြီးနေတော့မယ် periscope telephoto ရဲ့ wide ရဲ့ ultra wide ရဲ့ size ကုတ်တီလေးရဲ့ဒီ flashlight ကိုကကြာသူဘေးမှာသူထားလာတယ်ကင်မရာဘန်းဘလောက်ကြီးနေလဲဆိုတာလေးကိုပြထားပေးတာပါ microphone တစ်ခုလည်းအနောက်မှာပါတယ်ဒီ vivo logo လေးကကျွန်တော်တို့အောက်မှာပါတာပါဘောနော် ကြဒါဖုန်းရဲ့ပဲပဲချပါ internal line နှစ်ခုရဲ့ internal line နှစ်ခုကြားထဲမှာသူ့လက် action button လေးဒီထည့်လာပြီးတယ်အဖုန်းရဲ့အောက်မှာကြတော့ sim ထည့်တဲ့နေရာရဲ့ microphone ရဲ့ type c ရဲ့ microphone ရဲ့ speaker ရဲ့ဆိုပြီးတော့ပါလာတယ်အညာဘက်ချမ်းမှာ internal line လေးရဲ့ကျွန်တော် internal line လေးရဲ့ power button ရဲ့ internal line ၃ချောင်းရဲ့ power button နဲ့ volume အတူ short နဲ့ပေးပါလာတယ်ဒါအပေါ်မှာကြတော့ကျွန်တော် internal line နှစ်ခုနဲ့ speaker လေးနဲ့ပါလာတာပေါ့နော်ကဲ button လေး click key ြစ်မဖြစ်ဆိုတာလေးစမ်းကြည့်နေတာပါ။အဲ action button လေးပါ။ကျွန်တော်တို့ sim ထည့်တဲ့နေရာလေးကိုခဏတော့ကြည့်ကြည့်မယ်။ sim nano sim physical sim အခုထည့်လို့ရပါမယ်။ SD card slot တော့ flash phone နဲ့ပါမပါတာတော့ပါဘူး။ပြန် vivo h300 pro လေးကိုကျွန်တော်တို့ power လေး online မှာပါနော်။ vivo logo ရဲ့အောက်မှာ power by android ရယ်ဆိုပြီးတော့ screen မှာပေါ်လာတယ်။ vivo ကတော့အခုအရင်တော့ကတော့ကျွန်တော်တို့တရုတ် China Ronnie ဆိုရင် Origin OS နဲ့လာပြီးတော့ Global Ronnie ဆိုရင် Fantech OS နဲ့လာတယ်ဆိုပေမဲ့လည်းဒီနှစ်မှာ Global အလုံးတွေကိုလည်းကျွန်တော်တို့ Origin OS နဲ့ရောင်းပြီးတော့သူထုတ်လာပေးတာပါเนาะကဲဟုတ်ပါပြီကျွန်တော် Vivo H300 Pro ရဲ့ specification လေးတွေအကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်ကဲဟုတ်ပြီ Vivo H300 Pro ရဲ့ specification လေးတွေပါကျွန်တော်တို့ Vivo H300 Pro ကို2025 October ဒီလပေါ့နော်17ရက်နေ့မှာစပြီးတော့ကြော်ညာတယ်။ဒီရဲ့ weight အနေနဲ့က သူ့ရဲ့ weight အနေနဲ့က226 gram လေးတယ်အဘေး quality ကကြတော့ကျွန်တော်တို့ glass frame glass pan နဲ့ aluminum alloy frame နဲ့ပေါ့နော်အဆင်းမနေနဲ့က nano ဆင်းနှစ်ခုရမယ်ဒါမှမဟုတ်လည်း e ဆင်းနေနဲ့လည်းထည့်လို့ရမယ်အများဆုံးကတော့နှစ်ခုပဲထည့်လို့ရမယ်အကျွန်တော်တို့ပြီးသွားရင် IP68/69 dust and water resistant ကိုထည့်လာပြီးတယ် display မှာကြာတော့ကျွန်တော်တို့ LTTO AMOLED 1 billion color 120Hz 2160Hz PWM dimming ရဲ့ HDR10 Plus ရယ် HDR Vivid ရယ် Adobe Vision ရယ်၄၅၀၀ list peak brightness ရယ်ဆိုပြီးတော့ display ကတော့ shade ကျွတ်စင်ကြီးထည့်လာပြီးတယ် screen size ကတော့ကျွန်တော်တို့6.7 inch ပေါ့နော်ကျွန်တော်တို့အခုနောက်ပိုင်း Samsung တွေ iPhone တွေထက်တော့ size လေးကတော့နည်းနည်းလေးပိုသေးနေတယ် resolution ကတော့ကျွန်တော်တို့1260 x 2800 pixel ပါလာပြီးတော့20:9 ratio နဲ့လာတယ် platform မှာကတော့ကျွန်တော်တို့ Android 60ကိုမှာ Origin OS 7နဲ့လာတယ်ပြီးရင် up to 4 major Android upgrade ရမယ်လို့ပြောတယ် Android 20ထိရမှာပေါ့နော် Android update 4နှစ်ရမယ်လို့ရေးထားပေးတယ် chipset အနေနဲ့အကြောင်းလဲကျွန်တော်တို့ MediaTek Dimensity ကို6500 3nm chipset နဲ့လာတယ် internal မှာကကျွန်တော်တို့ RAM 12GB ကို storage 256GB နဲ့ base model လာပြီးတော့အများဆုံးကတော့ RAM 16GB ကို storage 1TB အထိအများဆုံးပါလာမယ် UFS ကတော့4.1နဲ့လာမယ်။ကင်မရာမှာကတော့ကျွန်တော်တို့အနောက်မှာကတော့ triple camera ပါလာမယ်။50 megapixel f1.6 24mm wide camera ရဲ့200 megapixel f2.7 85mm periscope telephoto zoom ရဲ့50မကပါစေ f2.0 15mm 139-degree wide view ရှိတဲ့ ultra wide ကင်မရာရဲ့ဆိုပြီးတော့ကင်မရာသုံးလုံးပါလာမယ်။အာကျွန်တော်တို့ feature အနေနဲ့ကကြာတော့ laser focus ရမယ်။ video quality ကတော့ကျွန်တော် 8K ကို 30frame per second ထိရိုက်လို့ရမယ်။ selfie ကင်မရာကကျွန်တော်တို့ selfie ကင်မရာလဲကျွန်တော်တို့50မကပါစေ f2.0 နဲ့ပဲ 2R 4K ကို 60frame per second ထိ video quality ရိုက်လို့ရမယ်။ speaker ကတော့ကျွန်တော်တို့ studio speaker ပဲ 3.5mm jack တော့မပါဘူး wifi ကတော့ wifi 7 bluetooth ကတော့ bluetooth 5.4 usb type c ကတော့3.2 generation နဲ့ပဲပြီးရင် battery ကတော့ကျွန်တော်တို့ silicon carbon ကို6930 mAh နဲ့ milliamp hour battery နဲ့ပါလာမယ် wire charging ကကျွန်တော်တို့19 watt wire charging ရမယ် wireless charging ကတော့40 watt wireless charging ရပြီးတော့ reverse ကို wireless ဆိုတော့ reverse wire charging ရောကြာမယ်။အကြောင်းအနေနဲ့ကတော့အမဲရဲ့အပြာရဲ့အဖြူရဲ့အညူရောင်ရဲ့ဆိုပြီးတော့၄ရောင်လာပါပါတော့။အဲဒီဆိုရင်စင်ဆာအနေနဲ့ကကျွန်တော်တို့ finger print က under display ကိုပါ ultrasonic finger print နဲ့လာလိုက် ကဲဟုတ်ပြီဒီကျွန်တော်တို့ Vivo H3 and 12 Pro ကမြန်မာနိုင်ငံကိုတော့ရောက်နေပြီဈေးကတော့ကျွန်တော်တို့ Ransis 6512ကို38,500ကျမရာကြီးရှယ်ရမယ်အတယ်လီဖိုတို200မဂါပစ္စိုင်နဲ့လုံးဝ Portrait ကင်မရာ Portrait ကင်မရာ Portrait ဖိုတိုတွေရှယ်ရလို့ရမယ်ဈေးကလည်း Parking Box ကမှ RAM 16512ကနေကို38,500ပဲရှိတယ်မဖုန်းဖိုတိုဂရာဖီကိုလုံးဝရိုက်ချင်တယ်ဆိုတော့ဘော်ဒါရဲ့အတွက်ကတော့အရန်တန်တဲ့ဖုန်းသလုံးဖြစ်မယ်လို့တော့ကျွန်တော် ပြောချင်ပါတယ်အဲ့တော့ brother တွေကဘယ်လိုထင်လဲ vivo h300 pro ဝယ်ဖြစ်မယ်ထင်လားဝယ်ဖြစ်ပြီးတော့အကယ်၍သုံးနေတဲ့လူတွေရှိတယ်ဆိုရင်လည်းဘယ်လောက်ထိကောင်းကြောင်လဲကျွန်တော်ရဲ့ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦး